်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖျားခင်ရဲ့ကြည်စော်ကိုချီးမွမ်းပါတယ်စစ်လက်နဲ့ထက်သာ၍ကောင်းသောပညာဆိုတဲ့ခေါင်းစဉ်နဲ့ဒေသနာအခန်းကြီး9အငယ်18ကိုဆင်ကျင်သွားကြပါတယ် ပညာသည်စစ်လက်နဲ့ထက်သာ၍ကောင်းမြတ်၏ဒုစရိုက်ကို ပြုတော်သူသည်လည်းကောင်းသော အမှုများကို ဖြစ်စီတတ်၏စစ်တပ်လက်နက်နဲ့ဘလောက်ပဲခွန်အားကြီးနေပါစေပညာရှိရှိအသုံးမပြုဘူးမေတ္တာမပါဘူးဆိုရင်ကောင်းကွက် ရှိမှာမဟုတ်ပါဘူးစစ်လက်နဲ့ဆိုတာက လူကိုတည်စီတတ်တဲ့အရာဖြစ်တယ်ပညာရှိစွာအသုံးပြုမယ်ဆိုရင် အကာအခွဲဖြစ်မယ် ညာရှိစွာအတုံးမပြုတ်ဘူးဆိုရင်ဒုစရိုက်လက်နဲ့ဖြစ်မယ်လက်နဲ့စစ်တိုက်တာမဟုတ်ဘဲနဲ့လူကိုမတရားသိစေတဲ့အမှုကိုပြုတ်မယ်ဆိုရင်ဒုစရိုက်အမှုစစ်ရာစွဲအမှုဖြစ်တယ်ဒီလိုဒုစရိုက်ဖြစ်ပြီးဆိုရင်တော့ကောင်းတဲ့အမှုကိုဖြစ်စီလိုက်ခြင်းပဲဖြစ်တယ်ကောင်းတဲ့အမှုကိုဖြစ်စီတဲ့သူဟာသူပြုတဲ့အမှုအတွေ့အကျိုးအပြစ်နဲ့တန်ရာတန်ကျင်းနဲ့ထိုက်တန်တဲ့အဖို့အခကို ဘုရားသခင်ကပြန်ပြီးတော့တောင်းဆိုมาဖြစ်တယ်။ဒုစရိုက်ပြုတဲ့သူဟာအဖို့အခပြန်ပြီးတော့ပေးဆက်ရမှာဖြစ်တယ်။ဒုစရိုက်ကို ပြုတတ်တဲ့သူတွေအတွေ့ဘုရားသခင်ရဲ့စိတ်တဘောတော်က34ခုမြောက်သောဆန္ဒအငယ်16မှာဒုစရိုက်ကို ပြုတော်သူတို့ကမြေကြီးပေါ်မှာ အောက်မေ့စရာ အမတ်မြမရှိစေခြင်းကပေရှင်းမိအကြောင်းသာဝရဘုရားသည်မျက်နာထားတော်မူ၏လို့ ပြောထားပါတယ်။ဒုစရိုက်ပြုတဲ့သူဟာမြေကြီးပေါ်မှာလူတွေအောက်မေ့တန်းတန်းစီရအမတ်တောင်မထားဘူးလို့ဘုရားသခင်ကမျက်နာထားတယ်ဆိုတာကို ဖော်ပြပါတယ်။မှန်ပါတယ်။ကဘာပေါ်မှာရှိခဲ့ဘူးတဲ့အာနာရှင်တွေသူတို့အတွက်ကောင်းတဲ့အမတ်ရစရာဘာတစ်ခုမှ ချမထားခင်နိုင်ပါဘူး။သူတို့အပေါ်မှာရှုံချစရာနဲ့အပြစ်တင်စရာတွေပဲကြံခဲ့တာပဲဖြစ်တယ်။အိမ်တအိမ်ကိုဉာဏ်ပညာအားဖြင့ တိဆောက်တဲ့အကြောင်းကိုတုတ်တန်အခန်းကြီး24အငယ်3မှာဉာဏ်ပညာအားဖြင့်အိမ်ကိုတိဆောက်၍ခိုင်ခန့်မြဲမြံစေရ၏အဲ့ဒီလိုပါပဲနိုင်ငံကိုတိဆောက်တဲ့အခါမှာလည်းပဲလက်နဲ့အားကိုပြီးတော့တိဆောက်လို့မရနိုင်ပါဘူးဉာဏ်ပညာအားဖြင့်သာ နိုင်ငံကိုတည်တတ်မြဲမြံခိုင်ခန့်ကောင်းမွန်အောင်တိဆောက်နိုင်မှာပဲဖြစ်တယ် ပညာလို့ပြောတဲ့အခါမှာလောကပညာနဲ့ဘုရားသခင်ကိုတိကျွမ်းတဲ့ပညာမှာနှစ်ခုရှိပါတယ်။ဘုရားသခင်ကိုတိကျွမ်းတဲ့ပညာကို အခြေခံပြီးတော့ဘုရားသခင်ပေးတဲ့လောကဉာဏ်ပညာအပြည့်သာတည်ဆောက်ရမှာဖြစ်တယ်။နှုတ်ကပတ်တော်မှာကြည်ရင် ရှောလမုန်မင်းကြီးဟာဉာဏ်ပညာနဲ့ပြည့်စုံတဲ့ရှင်ဘုရင်ဖြစ်တယ်။ဓမ္မရာဆိုရင်တတ္တယဆောင် အခန်းကြီး30အငယ်23ကနေ24မှာထို့သော ရှောလမုန်သည်မြေကြီးပေါ်မှာရှိသမျှတော်ရှင်ဘီရင်တို့ထက်ပညာနှင့်စီးစိန်အားဖြင့်လွန်ခဲ့၏ရှောလမုန်၏နှလုံး၌ဘုရားသခင်တွင်ပေးတော်မူသောပညာကိုမြေကြီးသားအပေါင်းတို့သည်ကြားရအံ့သောငါမျက်နာတော်ကိုဖူးလာကြ၏လို့ပြောထားပါတယ်ရှောလမုန်လက်ထက်မှာပညာနှင့်တိုင်းပြည်ကိုတည်ဆောက်ခဲ့တယ်ပညာနဲ့တိဆောက်တဲ့အတွက်တိုင်းပြည်ကဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းသာယာတယ် စစ်မှုလည်းမရှိဘူးဆိုတာကို တွေ့ရတယ်။အခုကျွန်တော်တို့တိုင်းပြည်ဟာလည်းပဲလက်နဲ့အားကိုးပြီးတော့တိဆောက်တဲ့နိုင်ငံမဟုတ်ဘဲနဲ့ဉာဏ်ပညာနဲ့တိဆောက်တဲ့နိုင်ငံဖြစ်ဖို့ဆုတောင်းပေးရမယ်။ပညာနဲ့တိဆောက်ခြင်းအားဖြင့်မတရားမှုတွေချုပ်ငိမ့်ပြီးတော့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းသာရအောင်ဆုတောင်းကြရမယ်။ကျန်းနာစင်ချင်းခဲ့တဲ့သူတိုင်းမြန်မာပြည်အတွက်စူတောင်းပေးနေခြင်းကြောင့်မြန်မာပြည်ကြီးဟာဉာဏ်ပညာနဲ့ပြည့်စုံပြီးတော့ ဘုရားသခင်ကိုတည်ကျွမ်းတဲ့နိုင်ငံတနိုင်ငံဖြစ်လာဖို့ဘုရားသခင်ဆက်လက်ပြီးမှကောင်းချီးပေးနေပါစေ။အာမင်။ဤခေါ်တဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော်အပ်ပါသည်။